ဆက်ဆောက်ခြင်းရန်ရင်း hospital မှာဒီနှာခေါင်းနဲ့မျက်ရည်ခွဲဖို့သွားလိုက်တယ်ဗောနော်သွားလိုက်တဲ့အချိန်မှာသူတို့ကအဲဆက်ဆောက်ခြင်းသူတို့နေကနှာခေါင်းလေးပြင်ထွက်နေတာဗောနော်နှာခေါင်းလေးပြင်ကြည့်ပါလားအပေါ်နှာခေါင်းကိုဆေးထိုးကြည့်ပါလားနှာခေါင်းဆိုလည်းပြင်ကြည့်ပါလားဆိုတော့အဲ့ဒါပြင်လိုက်ရင်းနဲ့စပြီးတော့အဲ့ဟာပိုးဝင်သွားတယ်ဗောပိုးဝင်သွားပြီးတော့၃လောက်နေတဲ့အချိန်မှာထွက်လာတဲ့ reset ကိုအရန်သဘောကျတယ် အဲသဘောကြပြီးတော့ဒီဘယ်လိုခေါ်မလဲနောက်ပိုင်းမျက်နှာ V shape တွေပါလေဟိုဒီရန်ကုန်ကပဲ my princess ကကောင်းဒီဟာတော့ခေါ်ပြီးတော့အာလုတ်ပေးရပါတော့လုတ်ပေးနေတအားလေးအဆင်ပြေလာပြေလာဆက်ရှင်ကတက်လာပြီးတော့နောက်ပိုင်းအဲဒီ silicone ထည့်ပြတယ် silicone ထည့်တယ် ဲတော့အိမ်ကအပေါ်တော့ကန့်ကွက်တာပေါ့နော်ကြောက်တာပေါ့လူရှေးလူကြီးတွေလည်းအသက်60ဆိုတော့လည်းဟဲ့သူတို့ဒါမဲ့သူတို့ကျမ်းမာပဲလေကြောက်တာပေါ့ဟဲ့နေဥစားရဲ့ကြည့်ပါအောင်တစ်ခါတစ်ခါပြင်ရောင်ကိုင်းနေရပဲဘာဖြစ်လဲညမကြောက်ဘူးလို့မနေတော့ဆိုကိုကကြောက်တော့လေကိုယ်စိတ်ထဲမှာလည်းဘာပဲရှိရဆိုနှကျင်တဲ့စိတ်တစ်ခုပဲရှိတယ်ဆိုတော့အကျော်ကလည်းမာတယ်အဲ့ဒါနဲ့လှုပ်ဖြစ်တာပေါ့နော်ခုနောက်ပိုင်းတော့ဆက်ချိန်မို့တီတော့စေးရတော့တောက်နေတယ်အမှန်မှန်ဆိုတော့ဒီရှက်လာပိုင်းမှာဆက်ချိန်မို့လှုပ်လှုပ်ထားပါပေါ့နော်ဒါပေမဲ့ အကန်ဆိုးတယ်ပဲပြောမလားကန်ကောင်းတယ်ပဲပြောမလားမသိဘူးလောလောဆယ်ကသူကနှလုံးကသွေးကြောကျင်းနေတော့လောလောဆယ်ခွဲစိတ်လို့မရသေးဘူးဟိုကွာတော့အဆင်ပြေစေခြင်းနဲ့ပေါ့နော်ကိုယ်နှလုံးရောဂါအခံကိုလည်းရှိတော့ကြောက်လဲကြောက်တယ်ဆိုတော့အဲ့ဒါလေးတော့တစ်ချက်ဒီတစ်ခေါက်ခဏပိုင်းမှာခုလာကုန်ကန်ဒီတော့ရင်တော့ညှိကြမယ်ပေါ့နော်ဆွေးနွေးကြမယ်ဆိုတော့နောက်ဆုံးမလို့ရဒီတန်အောင်တော့လုံးဝကိုယ့်ကိုမိန်းမတယောက်လိုမျိုးပေါ့နော် လုံးဝ changes ပေါ့နော်လုံးဝဖြစ်သွားအောင်တော့ခိတ်ဆုံးကြည့်တော့သွားမှာပဲရတယ်ကြည့်တော့ရအောင်တော့စူးစမ်းနေမှာပဲ အမှန်တမ်းပြောရင်တော့ဒီ site change ရဲ့ကိစ္စနဲ့ပတ်သက်လို့သူကအများကြီးကန့်ကွက်တယ်အမလုပ်စေချင်ဘူးဆိုတော့အသက်အန္တရာယ်နဲ့အရန်ကြီးတယ် operation ချိန်ကလည်း၈နာရီဆိုတာဒါတော်ရုံတိုင်အောင်အချိန်လည်းမဟုတ်ဘူးเนาะဒီအချိန်အတွင်းမှာတစ်ခုဖြစ်သွားနိုင်တယ်ကိုတိုင်းနဲ့ကိုကန်ခံရမှာဆိုတော့သူကတော့အဲ့ site change ဖို့ကိစ္စလောက်ဖြစ်လို့လဲမမိုက်မဲအာမပေးဘူးအာသူတို့အချိန်မှာတော့ဒီ site change တာမချိန်တာလည်းတော့မဆိုင်ပါဘူးကိုလှချင်လို့နဲ့ကိုဖြစ်ချင်တဲ့ဘဝလေးကိုတော်တာပါသူကလည်းအဲ့ site change တဲ့ကိစ္စနဲ့ပတ်သက်ရင်အကြီးကျယ်ကန့်ကွက်တယ်ဘာလို့လဲဆိုတော့ စိုက်ချင်းပြီးမင်္ဂလာဆောင်ဖို့ကွာရွာစီကင်နေရောသူကအမျိုးဟိုနော်လူကြားထဲမှာလည်းတွဲနေရပေါ့နော်ခုဆို public လည်းခြားတွဲနေရပဲဟိုမလို့ပေါ့နော်ဒါတွေကအဓိကကိုရီနှစ်ယောက်ချက်ဖို့ပဲလိုတာပေါ့ဆိုတော့အဲ့တော့ကြောင့်တိတ်ပြီးတော့ဘောင်းလည်းမရှိဘူးအဓိကဒီကိစ္စနဲ့ကတော့သူနဲ့တိတ်ပြဿနာမရှိဘူးအဓိကကိုကမိမဖြစ်နေတယ်ဆိုတော့မမေကိုအားကြလို့ဖြစ်နေတာပါ